မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတစ်ထေးဖြစ်နီးအခန်း89အထွေထွေအပြားပြားစီမံခန့်ငွေရေးအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်အထွေထွေအပြားပြားစီမံခန့်ငွေရေးနီလန်းဒီစီးပွားရေးလုပ်ငန်းတစ်ခုတွင်အငယ်ရန်အမှုဆောင်အရာရှိများနှင့်ကုံထုတ်လုပ်ရေးဝန်ဆောင်ရေး အမှုရမ်းများအပေါ်တွင်စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုရှိသည့်အပြင်လုပ်ငန်းတိုးတက်ရေးအတွက် လက်တွေ့အလုပ်လုပ်နေသော အမှုရမ်းများထံမှအကျိုးပြုစိတ်ကူးကောင်းများကိုဖော်ထုတ်ပေးနိုင်သောနည်းလမ်းလေးဖြစ်သည်ထို့ပြင်အထွေထွေပြားပြားစီမံခန့်ခွဲရေးနည်းလမ်းသည် လုံးစော်မှုစွမ်းအားလဲအလွန်ကောင်းသည့်ရေဝူရအဖျင်းရန်ဆောင်နေတတ်ကြသော စီမံခန့်ငွေရေးပိုင်းနှင့်အမှုရန်ပိုင်းတို့အားနှလန်းသောဆက်သွယ်ရေးဖြင့်ယင်းဤခင်မင်စွာဆက်သွယ်ပေးနိုင်သောနီလန်းလဲဖြစ်သည်အစဉ်လာအဖြစ်စီမံခန့်ငွေရေးပိုင်းနှင့်အမှုရန်ပိုင်းတို့သည်စစ်ဆက်ညှိနှိုင်းပွဲတိုင်းတွင်တစ်ဖက်နှင့်တစ်ဖက်ရန်ဆောင်တင်းမှနေရကြပြီးစီမံခန့်ငွေရေးပိုင်းကအမှုရန်ပိုင်းနှင့် ပူးပေါင်းဆက်ဆံမှု မပြုတ်ပဲလက်ရွေးစင်စီမံခန့်ခွဲရေးအရာရှိများကို ရွေးချယ်ခန့်ထားကတည်တည်တန့်တန့်ရှိနေတတ်ကြသည်အထွေထွေပြားပြားစီမံခန့်ခွဲရေးစနစ်သည်အထက်ပါသဘောတရားနှင့် လုံးဝခြားနာသည် လုံးဝကွဲပြားသည်ဤစနစ်အရစီမံခန့်ခွဲရေးအရာရှိများနှင့်အမှုတန်းတို့အားအကြံပေးအဖွဲများ ဖွဲ့ပေးပြီး လုပ်ငန်းတိုးတက်ရေးအတွက်ပူးပေါင်းညှိနှိုင်းဆောင်ရွက်စေသည်အမှုရန်စီမံခန့်ခွဲရေးအကြံပေးအဖွဲ့မှအာဏာမရှိအကြံပေးနိုင်ခွင့်သာရှိသည် သို့သောဤအဖွဲ့ကြောင့်အမှုရန်များတိတ်ခါတက်လာသည်အတိအမှတ်ပြုခံလာရသည် အထက်အာဏာပိုင်များနှင့်ဆက်ဆံနိုင်ခွင့်ရရှိသာသည်ကုမ္ပဏီတစ်ခုတွင် လုပ်ငန်းပမာဏကိုလိုက်၍အကြံပေးအဖွဲ့တွင အ ਨੇ အများရှိနိုင်သည်ဥပမာ1စရင်အစနစ်အကြံပေးအဖွဲ့2စားသုံးသူဆက်ဆံရေးအကြံပေးအဖွဲ့3ပစ္စည်းပို့ဆောင်ရေးအကြံပေးအဖွဲ့4ပစ္စည်းလက်ခံရေးအကြံပေးအဖွဲ့5ကုန်ပစ္စည်းထုတ်ပိုးမှု တိုးတက်ရေးအကြံပေးအဖွဲ့ ကုန်ပစ္စည်းတင်မောတင်လုပ်ငန်းအကြံပေးအဖွဲ့ခုနှစ်စက်ယုံတိုးတက်ရေးအကြံပေးအဖွဲ့ရှစ်အမှုရန်ဆက်ဆံရေးအကြံပေးအဖွဲ့ကိုအမှုရန်စာကြည့်တိုက်အကြံပေးအဖွဲ့စသည်တို့ဖြစ်၏အကြံပေးအဖွဲ့များကိုလုပ်ငန်းအလိုက်လိုအပ်လျင်လိုအပ်သလိုတိုးချဲ့ဖွဲ့စည်းပေးနိုင်သည် ဘယ်နှဖွဲသာရှိရမည်ဟုကန့်သက်မထားရကန့်သက်ထားရန်လဲလုံးဝမလိုအပ်အချို့ကုမ္ပဏီကြီးများတွင်အကြံပေးအဖွဲ့များဖွဲ့စည်းပေးရေးတာဝန်ကိုထိတ်တန့်အမှုဆောင်အရာရှိတဦးအားတည်သံဌာနတစ်ခုဖွင့်၍ဆောင်ရွက်စေသည်အကြံပေးအဖွဲ့များဖွဲ့စည်းပေးခြင်းဖြင့်အဖွဲ့ဝင်များသည်စီမံခန့်ခွဲရေးအလေးထားစိတ်ဓာတ် ွဲမြဲလာပြီးလုပ်ငန်းတစ်ခုလုံးတိုးတက်ရေးကိုပို၍ရှေးရှုလုပ်ကင်လာစေနိုင်သည်ဤဖွဲ့များကြောင့်အတုံးစရိတ်ပူလာတော်လဲအလကားဖြုံးပစ်ခြင်းမဟုတ်ကုမ္ပဏီတိုးတက်ရေးအတွက်အကျိုးအရှိဆုံးယင်းနီးမြုပ်နှံခြင်းပင်ဖြစ်၏ဤလောက်ရကြောင့်တကယ်လက်တွေ့လုပ်ကင်နေသော အမှုရန်များထံမှ အကြံငောင်းညာငောင်းများရရှိနိုင်သည်အမားများကိုအချိန်မီပြုပြင်နိုင်သည်မူရမ်းများက အထက်အာနာပိုင်တို့အားစန့်ကျင်တိုက်ခိုက်မှုကင်းပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့်လုပ်ငန်းတိုးတက်စေနိုင်သည်အရေးကြီးဆုံးကတော့စီးပွားရေးပညာရှင်နှင့်စီမံခန့်ွယ်ရေးပါရဂူကြီးဟာဘတ်ဂက်ဆင်ပြောသလိုအကြံပေးအဖွဲ့များဖွဲ့စည်းပေးခြင်းဖြင့် ်စီးပွားရေးလုပ်ငန်းတိုင်းစူးစီးသောမိတ်ဆွေဘဝလုပ်ငန်းမျိုး ဖြစ်လာနိုင်ခြင်းပင်ဖြစ်၏ကုမ္ပဏီတစ်ခုသည်မိမိ၏ပစ္စည်းများကို ကိုယ်စားလှယ်မှတဆင့်ရောင်းချလျင်ကိုယ်စားလှယ်ဆက်ဆံရေးအကြံပေးအဖွဲ့ဖွဲ့ပေးရမည် အလားတူပင် စားတုံးသူဆက်ဆံရေးအကြံပေးအဖွဲ့လဲဖွဲ့ပေးရမည် စားတုံးသူများ၏အကြံဉာဏ်ကိုရရှိလျင်ကြောညာရေးနှင့် အယောင်တိုးတက်ရေးအတွက်အလွန်အကျိုးရှိနိုင်၏။စီမံခန့်ငွေရေးအကြံပေးအဖွဲ့သည်ဌာနဝယ်တိုင်းကိုကိုစားပြုသောကြောင့်အတုံးကြသောဆက်သွယ်ရေးနှင့်တန်ဖိုးရှိသောအကြံဉာဏ်များကိုရရှိနိုင်သည်။ထွေထွေအပြားပြားစီမံခန့်ငွေရေး၏ရည်ရွယ်ချက်မှာလုပ်ငန်းတစ်ခုလုံးစီမံခန့်ငွေရေးစိတ်ဓာတ်ဆွဲမြဲလာရန်နှင့် အကောင်းဆုံးအကြံဉာဏ်များကိုရရှိရန်ဖြစ်သည်ဤနည်းသည်လည်းအမြန်ဆုံးတထေးဖြစ်ရန်အရှိန်မြင့်ပေးနိုင်သောဤတနည်းဖြစ်၏မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံး တထေးဖြစ်နည်းအခန်း88စုပေါင်းညီညာအောင်မြင်ရာအခန်းကိုတင်ဆက်ပေးလိုက်ပါတယ် လူတယောက်ဒီအခြားသူများဤအကူအညီကိုမယူဘဲနဲ့ကြီးကြီးကျယ်ကျယ်အောင်မြင်နိုင်ပါမည်လားကျွန်ုပ်တို့ဒီအီးမေးလ်ကို Charles Stamets အားမေးကြည့်ကြပါစို့ Stamets ဒီကဘာကျော်တင်ချဗေဒပညာရှင်ကြီးဖြစ်ဤသူဒီအရှုပ်ထွေးအခက်ခဲဆုံးလျှက်စစ်သိပ္ပံဆိုင်ရာ ပြဿနာများကိုခဲရန်တချောင်းစာရွက် တရွက်ထီးဖြင့်ဖြည့်ရှင်းခဲ့သည် သူ၏သင်္ချာဆွမ်းရည်သည်အဆင့်မြင့်လွန်းလှသောကြောင့်ရှုပ်ထွေးနက်နဲသောသူ့တွက်ချက်ဤကိုမြည်သူမြနားမလည်နိုင်အောင်အထိဖြစ်၏ဤတွင်လူတစ်ယောက်သည်အခြားသူများ၏အကူအညီမပါဘဲနှင့် အောင်မြင်နိုင်သည်ဟုသောအဆိုကို Charles Dames ဤဖြစ်ရက်ကတက်တည်ထူလိုက်ပြီးသို့သော် Charles Stamets ကိုယ်တိုင်ကဘယ်လိုပြောသလဲနားထောင်ကြည့်ပါ ပူပေါင်းလှုပ်ဆောင်မှုဟာစိတ်ခံစားချက်တစ်ခု မဟုတ်ပါဘူးမရှိမဖြစ်စီးပွားရေးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်ဟုသူကပြောသည်ဒို့ဆိုရင် မရှိမဖြစ် စီးပွားရေးလိုအပ်ချက်အဖြစ်ဖြင့်ပူပေါင်းလှုပ်ဆောင်မှုသည် အမြန်ဆုံးတထေးဖြစ်သွားသူများ၏လေလာမှုကို ရရှိသင့်သည်ပူပေါင်းဆောင်ရွက်မှုတွင် အောက်ပါအတိုင်းအပိုင်း၃ပိုင်းရှိသည်၁အတူတကွပူပေါင်းပါဤဒီမှာအစသာရှိသေးသည် ပူပေါင်းလှုပ်ဆောင်မှုဤပထမအဆင့်သာရှိသေးသည်၂အတူတကွစီးလုံးပါပျော်ရွှင်စွာခိုင်ကြီးစွာစီးလုံးရန်လိုအပ်သည် 3အတူတကွလှုပ်ဆောင်ပါဤစဉ်သည်ပူပေါင်းလှုပ်ဆောင်မှုဤအဓိကအချက်ဖြစ်သည်အကျိုးတူရင်မှန်းရဲ့ပေါက်မြောက်အောင်အတူတကွလှုပ်ဆောင်ခြင်းဖြစ်သည်ပထမဦးစွာ စီးပွားရေးလူမှုရေးနှင့်နိုင်ငံရေးအဖွဲ့အစည်းများသို့ဝင်ရောက်ပြီးနောက်ထိတ်ဆုံးသို့ရောက်ရှိရေးအတွက်၎င်းတို့၏အဓိကလုပ်ငန်းများ၌မိတ်ဆွေ၏အကူအညီ ပူပေါင်းဆောင်ရွက်မှုကိုပေးရန် လိုအပ်သည်နီလမှာအောက်ပါအတိုင်းဖြစ်၏၁မိတ်ဆွေပါဝင်လောက်ကင်လိုသော အဖွဲ့အစည်းများလုပ်ငန်းဌာနများကိုစရင်ချ၍ရေးပါ ထိုအဖွဲ့အစည်းများလုပ်ငန်းဌာနများ၏အမည်အသီးသီးအောက်တွင် မိတ်ဆွေ၏အကူအညီကို လိုအပ်သော ထိုလုပ်ငန်းအသီးသီးဤအထူးစီမံကိန်းများအလုံးအမျိုးအစားများကိုစရင်ချ၍ရေးပါ၃မိစွေဤအကူအညီကိုစိတ်ပါလက်ပါလွတ်လွတ်လပ်လပ်ပေးပါ၄ကိုဘကပုဂ္ဂလိကအစင်မပြေမှုနှင့်နေနာမှုရှိသည့်တိုင်အောင်စိတ်အားထက်သန်စွာကူညီပါ။ငါ ်မိတ်ဆွေနှင့်သာထိုက်တန်သည့်တိုင်အောင်လုပ်ငန်းအောင်မြင်မှုအတွက်အခြားသူများအားအတိအမှတ်ပြုပါချီးကျူးပါထင်ပေါ်ကြော်ကြားမှုလူကြိုက်များမှုတွင်တကပေါက်တွေအများကြီးရှိသည်ယင်းတကပေါက်အလုံးကို ဖွင့်နိုင်သောတော့မှာကိုကြိုးမဖက်သောကူညီမှုဖြစ်၏ တကယ်အတ္တကင်းသော အကူအညီမျိုးကိုလူတိုင်းကြိုက်သည် နေရာတိုင်းကတကားဖွင့်၍လက်ကမ်းကြိုဆိုသည် ကိုဂျိုးမဖက်ကုညီတတ်သူကို လူတိုင်းခင်မင်းလေးစားယုံသာမက မရှိမဖြစ် အလိုအပ်ဆုံးပုံကိုအဖြစ်တမင်းတကာလိုက်၍ပင်ရှားဖွေချင်းမြောက်ကြလိမ့်မည်ထို့အခါထင်ပေါ်ကြော်ကြားမှုသည်အလိုလျောက်ဖြစ်ပေါ်လာလိမ့်မည် အဓိကလျှို့ဝှက်ချက်ကတော့ကိုယ်ရမဖက်သောကူညီမှုဖြစ်ဘသူကမှ သူရရှိသောအရာအတွက်ဂုဏ်မပြု သူပေးသောအရာအတွက်သာဂုဏ်ပြုသည်ဤချက်ကိုလေးလေးနက်နက်မှတ်ထားပါဂုဏ်ပြုခြင်းကိုမိမိက ရရှိလျင်တောင်မှ သူတစ်ပါးကို ပြန်ပေးရအောင်မည်ဂုဏ်ပြုခံရခြင်းချီးကျူးခံရခြင်းကို သူတပါအားအတတ်နိုင်ဆုံးမျှဝေပေးပါလိမ္မော်သည်တချမ်းလဲခြူတာပါပဲဟူ၍ဆိုရိုးစကားရှိသည်မဟုတ်ပါလားမိတ်ဆွေဤကိုဂျိုးမငဲ့သောကူညီမှုပူပေါင်းဆောင်ရွက်မှုသည်စီးပွားရေးလူမှုရေးနှင့်နိုင်ငံရေးလုပ်ငန်းများတဲ့သို့မိတ်ဆွေအားဝင်ရောက်စေပြီးထိတ်ဆုံးသို့တင်ပေးလိမ့်မည် သို့သောကိုဂျိုးမငဲ့သောကူညီမှုဆိုသည်မှာယင်းထက်ပိုသေးသည်ယင်းချက်ကို အခြားဆိုရိုးတစ်ခုက အကောင်းဆုံးဖွင့်ဆိုထား၏သူသည် ကျွန်ုပ်အားကူညီသောမိတ်ဆွေဖြစ်သည်ကျွန်ုပ်အားတနာသော မိတ်ဆွေမဟုတ်ဒုက္ခရောက်နေသူများသည်တနာခြင်းကိုမလိုခြင်း လက်တွေ့အကူအညီကိုသာလိုခြင်းသည လောကတွင်သူခမရဆင်းရဲနေတာတနာစရာကောင်းလိုက်တာဟုကြွေးကြော်နေသူတွေတပုံကြီးရှိသည်သို့တော်ဆင်းရဲသားတွေဒုက္ခရောက်နေသူတွေကိုတကယ်လက်တွေ့အကူအညီပေးသူကအလွန်နေ၏ဆင်းရဲသားတွေဒုက္ခသည်တွေကို စိတ်ကူးစီမံငိမ်းအလုတ်ငွေကြေးတို့ဖြင့်လက်တွေ့ပေးကမ်းကူညီသူတွေများနိုင်သမျှ များများပေါ်ထွက်လာလေကောင်းလေဖြစ်သည်တကယ်အစ်စ်အမှန်ပေးကမ်းကူညီခြင်းဆိုဒီမှာလိုအပ်သူအားပေးကမ်းယုံမျှတာမဟုတ် လိုအပ်မှုမရှိအောင် ပြုလုပ်ရန်လဲလိုဤသို့တော်လည်းအရာဝတ္ထုတွေကိုမလိုအပ်တော့သည့်တိုင်အောင် လူများသည်တဦးကိုတဦးအမြဲတမ်းလိုအပ်နေသေးသည်ဤသည်ပင်လင် ပူပေါင်းလှုပ်ဆောင်ခြင်းဤအဓိကအချက်ဖြစ်၏ ဤချက်သည်မိษွေဤဘဝတွင်အဓိကပြဿနာဖြစ်၏မိษွေကိုဘသူလိုအပ်တလဲဤမေခွန်းသည်မိษွေအားစိန်ခေါ်နေသည်မိษွေအားထိုးနှက်နေသည်မိษွေကိုဘသူလိုအပ်တလဲဤမေခွန်းသည်မိษွေအားကျဲလောင်စွာလဲမေးသည်တုံးညင်းစွာလဲမေးသည် ဘသူတွေကမိတ်ဆွေကိုလိုအပ်နေသည်ဟူသောအချက်ကိုသိလျင် မိတ်ဆွေဤဘဝသည်လေးနက်ပြီးအတိတ်ပဲရှိလာလိမ့်မည်။ယာနှင့်ခြီသော ထောင်နှင့်ခြီသောတန်းနှင့်ခြီသော လူများစုကြီးကမိတ်ဆွေကိုလိုအပ်လျင် မိတ်ဆွေအနေဖြင့်ချမ်းသာပြီးကြောကြားပြီးအောင်မြင်ပြီ။ထို့ကြောင့်မိတ်ဆွေပေးနိုင်သော ပူပေါင်းဆောင်ရွက်မှုတန်ဖိုးကို ခွဲခြမ်းစိတ်ဖြာကြည့်ရန် လိုအပ်သည်မိษွေဤပူပေါင်းဆောင်ရွက်မှုတန်ဖိုးကိုအောက်ပါအချက်များဖြင့်ဆုံးဖြတ်၏၁မိษွေဤပူပေါင်းဆောင်ရွက်မှုကိုလိုအပ်မှုသည်ဘလောက်အထိပြင်းပြသလဲဘလောက်အထိ အရေးကြီးသလဲ၂အချားအချားများစွာသောလူတွေထံမှအလားတူ ပူပေါင်းဆောင်ရွက်မှုမျိုးကိုဘလောက်အထိ လွယ်လွယ်ကူကူရရှိနိုင်သလဲ 3အရေးကြီးသောလိုအပ်မှုတစ်ခုကိုဖြည့်ဆည်းရာတွင်မိတ်ဆွေဤပူပေါင်းဆောင်ရွက်မှုသည်ဘယ်အတိုင်းအတာအထိအရေးပါသလဲဘယ်အတိုင်းဓာအထိမရှိမဖြစ်အလိုအပ်ဆုံးဖြစ်သလဲလေမိတ်ဆွေဤပူပေါင်းဆောင်ရွက်မှုကြောင့်လူပဏျောက်အထိတိတိသာသာကြီး အကျိုးခံစားရမှလဲလူအနေငယ်လားတရားလားတထောင်လားတသန်းလားစီဝါရေးမာရော လူဘဝမှာပါရော ထုံးပေါအောင်မြင်လိုရင် ကိုတိလက်ရောက်ပူပေါင်းဆောင်ရွက်မှုဒီမရှိမဖြစ်လိုအပ်သည်အဓိကအရေးကြီးဒီမှာ မိတ်ဆွေဤပူပေါင်းဆောင်ရွက်မှုဤတန်မိုးဖြစ်၏ ထပ်ပါမေကွန်း၏အဖြေကမိတ်ဆွေ၏ပူပေါင်းဆောင်ရွက်မှု၏တန်ဖိုးကို ဆုံးဖြတ်လိုက်မည်ရင်းတို့သည်မိတ်ဆွေ၏တန်ဖိုးကို မြင့်တင်ရေးအတွက်လဲလမ်းညွန်ကောင်းဖြစ်လိမ့်မည်ဤဒီပင်လျင်မိတ်ဆွေ အတွက်အမြန်ဆုံးတထေးဖြစ်နည်းဖြစ်၏